ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုံမြို့နယ်အတွင်းမှာရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်တွေနဲ့မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်သမတော့ MNDA တပ်တွေအကြားစစ်ရေးတင်းမာမှု ဖြစ်ပွားနေပါတယ်။လာရှုံမြို့နယ်အတွင်းမှာရှိတဲ့ဟန်နာနဲ့နားလိုင်ကျွော်အနီးမှာဇွန်လ၂ရက်နေ့ကစပြီးနှစ်ဖက်တပ်တွေအကြားအင်အားဖြည့်တင်းပြီးစောင့်ကြည့်နေကြတာဖြစ်တယ်လို့သိရပါတယ်။အမင်းနှစ်ဖက်လုံးတော့အနေထားတော့တကီထားရမယ့်အခြေအနေလည်းမျိုးရှိတယ်ရှိတယ်ပေါ့ဗျာ။ဒီအနေထားတော့ပြင်းတော့ပြင်းစင်ထားတော့သူကြီးတွေကတော့သူတို့ဒီဟာမဖြစ်တော့ဘူးသူတို့ချင်းတယ်လို့ပြောတယ်။ဒါပေမဲ့အောက်ဘက်မှာတော့အခြေအနေတော့အဲ့လိုဖြစ်လာတော့ ရှိတယ်ပေါ့နော်အခုစစ်ရေးတင်မာနေတဲ့နေရာမှာနှစ်ဖက်သက်တွေအကြားဇွန်လတရက်နေ့ရတိုက်ပွဲဖြစ်ပွားခဲ့ပြီး AD တိုက်ပွဲကြောင့် MNDAA ဘက်က၈ဦးတေဆုံးခဲ့ရလို့ SSPB ကထုတ်ပြန်ထားပါတယ်။နှစ်ဖက်သက်တွေအကြားဇွန်လတရက်နေ့ရဖြစ်ပွားခဲ့တဲ့တိုက်ပွဲဟာ SSPB SSA တပ်တွေစစ်ကြောင်းထွက်ချိန်နားလည်ရွာအနီးမှာ MNDAA တပ်မအမှတ်631လက်အောက်ခံတပ်တွေကခြုံခိုတိုက်ခိုက်ခဲ့တဲ့အတွက် ိုက်ပွဲဖြစ်ပွားခဲ့ရတာလို့ SSPB ကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။တိုက်ပွဲဖြစ်စဉ်အပါအဝင် လက်ရှိစစ်ရေးတင်းမာနေတဲ့အခြေအနေနဲ့ပတ်သက်ပြီး MNDAA ဘက်ကတုံ့ပြန်ရှင်းလင်းမှုမတွေ့ရသေးပေမဲ့ဇွန်လ၃ရက်နေ့တိုက်ပွဲဖြစ်ပွားပြီးရနောက်နှစ်ဖက်သက်သွင်းအင်အားဖြည့်တင်းပြီးအပြန်အလှန်စောင့်ကြည့်နေကြတဲ့အခြေအနေဖြစ်တယ်လို့သိရပါဗျ။အခုချိန်ကအပြောင်းလဲကာလဖြစ်တဲ့အရင်နဲ့မတူတဲ့အပြောင်းလဲပေါ့။အရင်နဲ့မတူတဲ့အပြောင်းလဲဆိုတာကအရင်စစ်တပ်ကအုပ်ချုပ်နေတဲ့အချိန်မှာ ကိုကန်းကလည်းပျောက်ကြား PNL ကလည်းပျောက်ကြား SSPP ကလည်းပျောက်ကြား PNA ကလည်းပျောက်ကြားအဲ့လိုပျောက်ကြားနေတဲ့အချိန်အခုကမဟုတ်ဘူးကိုကန်းတို့ TNA တို့ KIA တို့ကသူ့နေတဲ့သူထိန်းချုပ်နိုင်တဲ့နေရာဖြစ်သွားပြီးတော့ SSPP ကအဲ့လိုမထိန်းချုပ်နိုင်ပဲပျောက်ကြားပဲနေရတဲ့အခြေအနေမျိုးမှာနေမီပြဿနာပေါ်လာတာပေါ့ဒါကတိတ်မထူးဆန်းပါဘူးပြိပခတွေရှိပြီးတော့ရေချီမာတော့ဖြည့်ရှင်းသွားရမှာပါချက်ချင်းလက်ငင်းကြီးကတော့ဖြည့်ရှင်းလို့ရချင်မှရမယ်ရေချီမာတော့ဖြည့်ရှင်းလို့ရမှာပါ ိုင်းကတော်မတကတော်ဝဲအမ်နိုင် SSPB နဲ့ MNDAA တို့ဟာအင်အားကြီးတိုင်းရင်းသားလက်နက်ကန်ခုနှစ်ဖွဲ့နဲ့စုဖွဲ့ထားတဲ့ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC အဖွဲ့ဝင်ဖြစ်ကြပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမှာ MNDAA, TNNA, KIA, SSPB တို့အပြင်စစ်ကောင်စီတပ်တွေနဲ့စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်အဖွဲ့တွေလှုပ်ရှားပါတယ်။ လာရှိုမြို့နယ်အပါအဝင်ရှမ်းပြည်နယ်မြောက်ပိုင်းမှာ MNDAA တအံအမျိုးသားလူမျိုးရေးတပ်မတော် TNN နဲ့အာရခတတ်တော် AA တို့ကတစ်တုံညာနှစ်ခွန်စစ်စင်ရေးပထမပိုင်းဒုတိယပိုင်းဖော်ဆောင်ပြီးစစ်ကောင်စီတပ်တွေကိုရှမ်းပြည်နယ်မြောက်ပိုင်းကနေတိုက်ထုတ်ခဲ့ကြပါတယ်။တစ်တုံညာနှစ်ခွန်စစ်စင်ရေးဒုတိယပိုင်းမှာ MNDAA တပ်တွေဟာ SSPB SSA အုပ်ချုပ်နေမြေအသွင်းဝင်ရောက်လာမှုကြောင့်2025ခုနှစ် April 28ရက်နေ့နဲ့29ရက်နေ့အတွင်း နှစ်ဖက်စစ်ရေးထိတွေ့မှု၈ကြိမ်ဖြစ်ပွားခဲ့ပြီးရုံရင်းဆန်ခတ်ထိုးကျိတ်ရိုက်နှက်ဖမ်းဆီးမှု၂၄ကြိမ်ဖြစ်ပွားခဲ့တယ်လို့ဧပြီ30ရက်နေ့ကထုတ်ပြန်ခဲ့တဲ့ SSPB ရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။